25ခုနှစ်ဇွန်လ6ရက်ယနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရအနောက်တောင်မုတ်တုံလေးအားကောင်းရာမှအားလွန်ကောင်းနိုင်မှုကြောင့်ဇွန်လ9ရက်နေ့မှဇွန်လ15ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊အေယော်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊တချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီး နေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည့်တနအီလ35 မိုင်မမိုင်၄ဆက်အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။ထို့ဖြစ်ပါ၍ပြည်သူလူထုအနေဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်ပေးစစ်တပ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို၎င်းမြမကံယူရန်တလျှောက်မြငယ်ချောင်းငယ်များအနည်းနှင့်မြေနေပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအန္တရာယ်နှင့်လျှက်တပြက် ရေကြီးရေရှမ်းမှု အန္တရာယ်တို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယူရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိကန်ဒီကန်ဝေငါဖက်ရေရင်များဆက်လေများတင်းမောများအနေဖြင့်လည်းအထူးသတိပြုနိုင်ပါရန် အထူးသတိပေးချက်ထုတ်ပြန်တင်ပြအပ်ပါသည်။